မြန်မာနဝချင်းတွေကိုအစ်စ်တဆိုင်အားပေးနာစေနေကြတာပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလားကောက်လေးတွေကိုနှိစီရွေးချက်တိဆက်ပေးနေပါရယ်။ဒီကနေ့မှာတော့ပြည်သက်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာအကစောရေးသားထားတဲ့တင်ညာတဲ့အဖွာစောနဲ့နဝခရသူဇလားလေးကိုပြည်သက်ကြီးကနားဆင်ရမှာဖြစ်ပါရယ်။နဝတယ်ဆိုတာကိုလူတွေခဏခဏပြောကြတယ်ဗျ။ ဒါပေမဲ့တကယ်ကြုံနေလားဆိုရင်တော့မကြုံမှုကြဘူးလို့ပြောကြလိုက်မယ်။ဒါပေမဲ့ကျုပ်ကတော့နောက်ဖက်တာကိုကိုယ်တိုင်ကြုံနေခဲ့ရဘူးတယ်။ဒီအကြောင်းလေးကိုခမရတို့သိအောင်ကျုပ်ပြောပြချင်တယ်။အဲ့ဒီတော့ငါကျုပ်ကဆယ်နှစ်သားလောက်ပါပဲ။အဖွားကျုပ်ကိုရှင်ပြုတ်ပေးခြင်းနဲ့ဒါမှမတက်နိုင်ဘူးပေါ့။အဖွားချန်ကလင်းငါဧကလောက်ကျဲတာ။ခြေထဲမှာလည်းတီးပင်စားပင်တွေအစုံဆိုင်ပြီးတော့အဲ့ဒီဟာထွက်တဲ့တီးနံတွေကိုဖတ်လို့ဈေးမှာတက်ရောက်နေပြီ။ ပြောရရင်ဈေးတယ်ပေါ့ဗျာဈေးရောင်းရတဲ့ငွေဟာကျုပ်တို့မြေဖွားအတွက်ကစားလောက်တယ်ဆိုပေမဲ့အလူတန်းလုပ်ဖို့ရှင်ပြူလောက်အထီတော့စုမိဆောင်မိမရှိဘူးပေါ့ဗျာကျုပ်ကိုရှင်ပြူပေးမယ်ဆိုပြီးပက်ဆက်ကလေးဆူထားလိုက်ကျမ်းမာရေးကိစ္စဖြုတ်လို့ကုန်သွားလိုက်နောက်တစ်ခါပက်ဆက်ပြန်ဆူလိုက်အချောင်းတစ်ခုနဲ့ကုန်သွားလိုက်ဆိုတာကြီးပဲဗျာနောက်ဆုံးတော့အဖွားစောအားထုတ်ပေးရတယ်ကေမိုက်နင့်မျိုးကိုရှင်မပြူပေးဘူးလားတဲ့ဒီရွယ်ဆိုတင်ငန်းနိုင်တပိတ်နိုင်နေပါပြီတဲ့ အဖွာတော့ပြုတ်ပေးချင်တာပေါ့ဒါပေမဲ့အလူလို့ဖို့စုမိဆောင်မိမရှိသေးဘူးတင်ငန်းပေးခရာဘိုးကလည်းမတက်နိုင်ဘူးဆိုတာနဲ့အဖွာဆိုတာတင်ငန်းတွေပါတွေသူလူပါမယ်အလူအတွက်လည်းသူစိုက်ထုတ်ပေးပါမယ်ငလင်းလေးကိုရှင်းပြပေးလိုက်ပါလို့ထောက်ပြောရှာတယ်အဖွာဆိုရင်တော်တော်ပျော်သွားတာကြကျုပ်ဆိုရင်တော့ဘာပြောကောင်းမလဲဗျာအဖွာဆိုဖက်ဖက်ပြီးနမ်းပြထည့်လိုက်တာခုခေတ်ကလေးတွေကတော့ရှင်ပြတာဘာညာကိုစိတ်ထဲတိတ်ထားမှမဟုတ်ဘူးဆိုပေမဲ့ကျုပ်တို့ကတော့ ီကောင်ရှင်မပြုတ်ရသေးဘူးဆိုရင်မျက်နှာငယ်ရတယ်ဗျ။ယောက်ျားလေးဆိုတာရှင်ပြုတ်ပြီးမှထွာလာတယ်လို့ပြောကြတယ်။ကြောင်တက်ရင်ရွယ်လူကြီးတက်ရတာဆိုတော့ကျင်းတဲ့တငယ်ချင်းတွေကကျုပ်ခုလိုညှက်စီလေးဖြစ်နေတာရှင်မပြုတ်ရသေးလို့ဆိုပြီးဝိုင်းပြောတယ်ဗျ။ကျုပ်လည်းဘဲခဲချင်ပါလေဗျ။မင်းတို့အตาနေစမ်းမှာငါရှင်ပြို့မင်းတို့လိုဂုံမမစီပဲနဲ့မြင်းစီပြီးတော့ရှင်လောင်းလဲမှာကွာလို့ဒီကောက်နေမခန့်ချင်အောင်ပြန်ပြောထည့်လိုက်ရတယ်အခုတော့အဖွားစောကကျုပ်ကိုရှင်ပြို့ပေးမယ်တဲ့ ကျုပ်တို့ဖောက်လို့ရမှာဖုန်ကြီးเจ้า၅ချောင်းရှိတယ်ဗျ။နေရာဒီเจ้าပည့်ရဲ့ဆိုရင်အဖွားကကျုပ်ကိုရှစ်ပြေးဖုန်ကြီးเจ้าတက်လို့ခေါ်တဲ့ဖုန်ကြီးเจ้ามาအပ်ပေးထားတယ်။အဖွားနဲ့ဦးစင်းတွေကလည်းရင်းနှီးနေတယ်ဆိုတော့ပြောရရင်ဖုန်ကြီးเจ้าသာလှုပ်ခိုင်းနေဆိုတော့မနက်ခင်းဦးစင်းတွေအာယုံစုံစားပြီးလောက်တာနဲ့ကျုပ်တို့လိုเจ้าသားတွေကဖုန်ကြီးเจ้าသွားတက်ရတာပါပဲ။ပြီးဦးစင်းတွေရွာထဲစွန့်ကန်ကြွားတဲ့အခါလောက်ကန်ကူညီပေးရတယ်။ဦးစင်းတွေစုံစားပြီးတာနဲ့ချင်းနဲ့စွန့်ကြံတွေကိုကျုပ်တို့เจ้าသားတွေစားတော့ကြ။ ပြီးရင်ဦးစင်းတွေကကျွတ်တို့ဖျားစာတွေတင်ပေးကြတယ်။ကျွတ်ကရှင်းနေကိုရွယ်မှာဆိုတော့သင်္ကန်းတောင်းတာတွေဘာတွေကြိုပြီးတော့မှတင်ပေးထားတယ်ပေါ့။ကျွတ်ကရှင်းနေကိုကိုရွယ်မှာဆိုတော့သင်္ကန်းတောင်းတာတွေဘာတွေကြိုပြီးတော့မှတင်ပေးထားတယ်ပေါ့။ညနေကျရင်တော့ရွာလည်းပြန်။အိတ်တာတော့အိမ်မှာပဲပြန်အိတ်ပေါ့။ကျွတ်တို့ចောင်းသားလေးတွေကတုံးလေးရောက်လောက်ပဲရှိတာဗျ။တရက်တော့ကျွတ်အိတ်ရတာနောက်ကျတယ်ဗျ။နောက်ကျနေပြီဆိုတာတိတိကျကျမျက်နှာတစ်ပြီးဖုန်ကြီးချောင်းကိုပြေးရတော့တယ် ကျောရောက်တော့ဦးစင်းတွေကစွန့်ငတ်ထွက်ဖို့တော့ပြင်ဆင်နေပြီ။ဒါနဲ့ပဲဦးစင်းနဲ့အတူတူစွန့်ငတ်ထွက်ရတယ်။တမန်တော်လုံးဘာမှမစားရသေးတဲ့ပြင်အခုရွာကိုပတ်ပြီးစွန့်ငတ်လိုက်ရတာဆိုတော့ဘိုက်ထရကတကွီကွီနဲ့စလာတယ်ဗျ။ကျုပ်တို့ရွာတဲနေပုံကလည်းအရှိနဲ့နောက်ရွာတန်းရှိကြီးဆိုတော့သွားရတာလဲတမျိုးတစ်ခေါ်ကြီးပဲ။အဲ့လိုစွန့်ငတ်ထွက်ရရွာထရောက်တော့ဘိမုံတဲ့အတော်ကြီးကကျုပ်ကိုခေါ်ပြီးဘိမုံသုံးခုလှူလိုက်တယ်ဗျ။ဒီလိုလှူတာကိုလည်းကျုပ်တယောက်တည်းသိတာ။ စုံငါထွက်ရင်ဦးစင်းတွေကအရှိအနေအတန်းလိုက်ကြပြီးအလူခတ်နေ။ထမင်းတွေဟင်းတွေချောင်းတွေကိုကျုပ်တို့လိုအနောက်ကလိုက်တဲ့အကြောင်းသားတွေကလှည့်ထည့်ပြီးတော့မှယူရတာဗျ။လောက်တာကိုင်းတာနှီးတဲ့လူနဲ့တွေ့ရင်တော့ကျောင်းသားလေးတွေအနောက်မှာပြက်ပြီးကျယ်နေခဲ့တာဗျ။နောက်တော့မှဦးစင်းတွေရဲ့အနောက်ကိုပြေးလိုက်ပေါ့။အဲ့ဒီနေ့ကလည်းဒီလိုပဲ။ဦးစင်းတွေနဲ့တခြားကျောင်းသားလေးတွေကခလန်းလန်းကိုရောက်နေပြီးကျုပ်တယောက်ပဲအနောက်မှာပြက်ကျယ်နေခဲ့တာ။ဘိမုံတဲကြီးကလည်းဗာစိတ်ကူးပောက်တယ်တော့မသိဘူး။ အရှိအဦးစင်းနေဖြတ်တော့မလို့ပဲကျုပ်ကိုအခုမှလာလို့တာဗျကျုပ်ကဘိုက်စားနေတဲ့ကောင်ဆိုတော့မတွေ့သေးနဲ့အတွေ့တွေ့လိုက်မိတယ်ငေရလဲငေသေးတာ ਉ ဒီဘိမုံတွေလှူလိုက်တာဘယ်သူမှမသိဘူးဒါတော့ဘယ်သူမှမပြောပဲငါတယောက်တည်းဖွက်စားမယ်ဆိုပြီးတော့ကျွတ်ကျွတ်အိမ်နဲ့ထုတ်ထားတဲ့ဘိမုံသုံးချက်ကိုခပုံစားထဲထည့်ပြီးဖွက်ထားလိုက်တယ်ခပုံစားလည်းကြီးတယ်ဗျစွန့်ခံလိုက်ရင်ပစိုးတူတူဝှက်ထားတာဆိုတော့ခပုံစားအပေါ်မှာအတော့ကိုထွက်နေတယ်မဟုတ်လား ဘိမုံကလည်းတိတ်မကြည့်ပါဘူးဗျလက်တော်ဝါလောက်ပဲရှိတာဆိုတော့ဖွက်ရပြူကအတော့ပဲဒီလိုနဲ့ဘသူ့အမမပြောပဲစွန့်ငန်လိုက်လာခဲ့တယ်ဘိုက်ကလည်းစာခပုံစားတဲ့ကမြေပဲတွေအုံသီးဆန်တွေဖြူထားတဲ့ဘိမုံပူပူလည်းတိတ်စားချင်တာပေါ့ကျုပ်ပြေเจ้าမူသားအမြန်ဆုံးရအောင်ပြေးလိုက်ချင်တော့တယ်စွန့်ငန်အပြန်ကြတော့ကျုပ်လည်းအမောဖြစ်တယ်လို့လို့ဘာလို့လို့နဲ့တခြားเจ้าသားတွေအလစ်မှာတာသနာဖိမှန်ကြီးစီကိုထွက်လာခဲ့လိုက်တယ်တာသနာဖိမှန်ကသုံးထက်ရှိတယ်ဗျာ ခွန်ကြီးကျောင်းထိပ်မှာစောက်ထားတာတောင်ယုံတောင်ယုံဆိုရင်တောက်ခတ်ထားတာများပါလေအလူပွဲတွေဘာတွေရှိမှသာသနာဗိမာန်ကိုဖွင့်ပြီးလုပ်ကြတာမျိုးကျုပ်သာသနာဗိမာန်စီကိုလာခဲ့ရတာအဲ့ဒီမှာလူရှိနေပြသာသနာဗိမာန်အောက်ဆုံးထပ်မှာစောက်လုပ်ရေးပစ္စည်းတွေအလူတက်လုပ်ရေးတုံးတဲ့တိမ်မုံကျူးတွေနဲ့ပစ္စည်းပစ္စည်းရတွေထည့်ထားတယ်မသိရင်စတူကန်းလိုပဲဗျမောင်လဲမောင်ကျုပ်ကလည်းအကြံသမားဆိုတော့ရေဘူးကလေးတပူးယူပြီးတော့မှဗိမာန်အောက်ကိုဝင်လာခဲ့လိုက်တယ် တင်မုံကြီးတွေအနားမှာထားလိုက်ရင်းနဲ့ဗိမုံတွေကိုထုတ်စားလိုက်တယ်။ငတ်နေလို့လားမသိဘူးစားလို့ကောင်းချက်ပဲပြအောင်။သုံးချက်စလုံးစားပြီးရေတဝတောက်ထက်လိုက်တော့ဖက်ကိုကားနေရောပဲ။မောကလည်းမောဘိုက်ကလည်းအင်းသွားပြီဆိုတော့မျိုးလုံးတွေကမှေးစင်းကြလာတယ်ဗျ။စွန်းစားချိန်မတိုင်ခင်အထိတမေးလောက်တော့မှေးလိုက်အောင်မှဆိုပြီးမှေးလိုက်မိတယ်။ကြုံမှေးနေရင်ကြုံထားထဲမှာခြေတံတွေကျရတယ်ဗျ။တရှိရှိနဲ့ရှောက်လာတဲ့ခြေတံကကြုံထားမှာရက်သွားတယ်။ အစတော့ဦးစင်းတပါးပါလာလဲထင်းနေပြအဲ့ဒီလိုကကြုတ်ကိုလှုံနှုတ်လိုက်တော့မှကြုတ်လန်နှုတ်သွားမိတယ်တည်တည်ချာချာကြည့်လိုက်တော့ဒီလိုကကရင်ကြီးတယောက်ဖြစ်နေတယ်အပေါ်ကကရင်အင်ကြီးကြီးဝစ်ပြီးအောက်ပိုင်းကလည်းကရင်ပစိုးတစ်ထည်ကိုခတ်တူတူဝစ်ထားသေးတယ်ဗျဘဝဖဖိုင်နဲ့လူကြီးတယောက်ပေါ့ဗျာဟဲ့ကောင်လေးထဆန်းမင်းဒီမှာဘာဖြစ်လို့လာအိတ်နေရလဲကြုတ်ဘာပြောရမှမသိဘူးဗျဒီကလူကြီးကလာငါနဲ့လိုက်ခဲ့ဆိုပြီး အရှိအနေဥဆောင်လျှောက်သွားတယ်။သူခေါ်တော့ဆိုတော့ကျုပ်လည်းအနောက်ကနေလိုက်သွားမိတယ်ဗျ။လိုက်သွားရင်းနဲ့သာသနာဗိမာန်တွေကနေတော်တော်လှန့်လန့်ရောက်တော့အရှိမကရင်ရွာကြီးတူရွာကိုတွေ့လိုက်ရတယ်။ဘာဖြစ်လို့ကရင်ရွာလို့ပြောရလဲဆိုရင်ရွာထဲမှာစောက်ထားတဲ့အိမ်တွေကကရင်အိမ်ပုံစံတွေကြီးပဲ။ရွာထဲသွားလာနေကြတဲ့လူတွေအကောင်လုံးကကရင်ရိုးရာတင်နိုင်အိမ်ကြီးတွေပစိုးတွေထမင်းတွေကိုဝတ်လို့ဗျ။ကျုပ်အနောက်ကိုလှည့်ကြည့်လိုက်တော့သာသနာဗိမာန်လည်းမရှိတော့သလို့ ကျုပ်တို့ရွာလေးလည်းမရှိတော့ဘူးကျုပ်ဘယ်လုံးမကိုမစင်စားတတ်ဘူးကြာဒီချိန်ထိကရင်ကြီးအနောက်ကိုလိုက်နေမိတော့မယ်ခလန်လန်ရောက်တော့ဆန်းချောင်းလေးတစ်ခုကိုတွေ့ရတယ်ဆန်းချောင်းကလေးကတိတ်မကျေဘူးဗျရေအနက်ကလည်းခါးနေလောက်ပဲရှိမှာဆန်းချောင်းဟိုဘက်ဒီဘက်ကိုဝါသဒါလေးတစ်ခုထိုးထားတယ်ခြေနှစ်ဖြည့်ဝဘိုးဝါးသုံးလုံးလောက်ကိုတန်းစီပြီးတော့မှခင်းထားတာဗျဟိုလူကြီးကဝါသဒါကိုဖျက်ချသွားတာနဲ့ကျုပ်လည်းလိုက်ဖျက်လိုက်တာတရားကလေးကခဏခဏနဲ့ဆိုတော့ နင်းလိုက်တိုင်းတကြွကြွနဲ့အိကျသွားလိုက်တာလူတကောလုံးတရားပေါ်ကပြုတ်ကျသွားမှလောက်ကြောက်နေရတယ်ဗျတရားကိုလည်းဖြတ်ပြီးတော့ကျုပ်တကောလုံးစောင်းနှင်းကြီးရောက်သွားသလိုချမ်းစိတ်တက်သွားတယ်အချိန်ကလည်းညနေစောင်းလိုအချိန်မျိုးကိုတရားကိုကူပြီးတော့မှကရင်ရွာကြီးကထိနေရှာရှာပေါ်လာတယ်ရွာမှာရှိတဲ့လူတွေကလည်းဝေကောင်းစားလာတွေဝေပြီးတော့မှသွားလာနေကြတယ်ဗျကျုပ်ကိုမြင်တော့အထူးဆန်းနဲ့နှုတ်ဆက်ကြတယ်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကိုလည်းကျုပ်အကြောင်းနဲ့မေးတယ်ဗျ မင်းတာတော့ကရင်လိုမင်းတာပါ ကျုပ်ကလည်းကရင်လိုနည်းနည်းပါးပါးတက်တယ်ဆိုတော့သူတို့ဘာတွေပြောနေလဲဆိုတာသိတယ်ကျုပ်ကိုရွာထိပ်မှာအိတ်နေတာတွေ့လို့ခေါ်လာခဲ့တာလို့ပြောတယ်ကျုပ်စိတ်ထဲမှာတော့ငါတာသနာဘိမှန်နေမှာပဲအိတ်တာပါဘလို့လို့ကရင်ရွာထိပ်ရောက်သွားတာလဲဆိုပြီးအံ့ဩနေမိတယ်ဗျကျုပ်ကရင်လိုတက်တာအဖွားကြောင့်ဗျအဖွားကရင်တော့မဟုတ်ဘူးဒါပေမဲ့ဂျပန်ခေတ်မှာငငယ်ရွယ်နဲ့ မိဘတွေဆုံးသွားတော့ကရင်မာကြီးတယောက်ကအဖွားကိုမွေးစားလိုက်တာဗျအဖွားအရက်ပူပူအသားပြူပြူနဲ့ဆိုတော့ကရင်မနဲ့တူတယ်အဖွားကိုရွာလူတွေကမကရင်မလို့ခေါ်ကြတာများတယ်ကျောက်ကအဖေမေထက်ဆိုင်အဖွားလက်ပေါ်မှာပဲကြီးပြင်းလာခဲ့ရတဲ့သူဆိုတော့အဖွားပြောတဲ့ကရင်စကားတွေကိုကြားရင်တော်တော်တက်တက်ပြောတတ်နေတယ်ဗျနားလေတာကတော့လုံးစိပက်စိညီပါနားလေတယ်ပေါ့အခုလေကရင်ကြီးတွေကကရင်လိုပြောနေကြတာကိုကျောက်အကုန်နားလေနေတယ် သူတို့ပြောရဆိုရင်တော့ရွာမှာပြုတ်ဝဲရှင်ပွဲတခုလုပ်နေကြတယ်ဆိုပဲဟုတ်တော့ဟုတ်လောက်တယ်ဗျဒါကြောင့်လဲရွာသူရွာသားတွေကဝေကောင်းစားလာတွေဝေ့ပြီးရွာလေကိုသွားနေကြတာပေါ့ကျုပ်ကလည်းကရင်ကြီးကရွာလေကိုခေါ်သွားတယ်သူပြောတာကသခင်မဆိုလားအရှင်မဆိုလားအဲ့ဒါနဲ့သွားတွေ့ပြီးမေးတဲ့ကရင်ဝဲဆောင်နေဝေထားပေမဲ့ကျုပ်တို့မြင်မှုသလိုဘဘွားတွေဘာတွေနဲ့လှလှပပတော့မဟုတ်ဘူးဗျအများအပြစ်ကအနီနဲ့စင်းတွေ ချက်သွေးရောင်အစင်းပါတဲ့အင်းကြီးရိုးရိုးတွေကိုဝတ်ထားကြတာမိန်းကလေးတွေကရွှေထည်တွေတိတ်မွေ့ပဲငွေနဲ့လှုပ်ထားတဲ့အထည်တွေကြီးနဲ့လှုပ်ထားတဲ့အထည်တွေကိုဝတ်ထားကြတယ်ရွာကြီးကတော်တော်ကြီးကြီးပဲဗျမျိုးကလေးဒီပါဖြစ်နေတဲ့အကျုပ်တို့ရွာထက်တောင်မှပူပြီးကြီးနေသေးတယ်ထင်တယ်။ရွာလန်လန်းအတိုင်းလျှောက်လိုက်တဖြည်းဖြည်းနဲ့လူကပူပူများလာတယ်။ရွာလန်အနားရောက်တော့ကြောက်သားနဲ့ထုထားတဲ့ကျွဲရုပ်ကြီးနှစ်ယောက်ကလမ်းမင်းဝင်းအောင်မှရှိနေတယ်ဗျ။ ကျွေးရုပ်ကြီးတွေကအသက်ဝင်လိုက်တာဗျကျောက်ဘုံငနဲ့လှမ်းမြင်လိုက်တော့တကယ်ကျွေးကြီးတွေလို့ထင်နေမိတာဗျကြီးတာကတော့အိမ်တလုံးစာလောက်ရှိတယ်ကျောက်ကတော့ကလေးပြပြဒီရွာကိုကျွေးနှစ်ကောင်ရွာလို့စိတ်ထဲကနေနမဲပေးလိုက်မိတယ်ဗျကျွေးရုပ်ကြီးတွေကိုဖြတ်သွားပြီးတဲ့အခါကွေးမြေကျဲကြီးတစ်ခုစီကိုရောက်သွားတယ်အဲ့ဒီကွေးမြေကြီးထဲမှာလူတွေကိုမနှဲဘူးဗျကိုရဲ့အလဲမှာမိဘကြီးတပုံရှိပြီးတော့မိဘကြီးကလည်းကြီးလိုက်တာမှအင်ကြီးတလုံးနေပါလောက်ကိုရှိတာဗျာ မိမုံဘေးနားမှာတော့အဖြူရောက်ဝတ်ထားတဲ့မင်းကလေးတွေကကခုန်နေကြတယ်။ဆိုင်းနေဘုံနဲ့တီးတံကလည်းညမ်းနေရပဲ။လူတွေကြားတဲ့ကြုတ်ကိုခေါ်သွားရင်နဲ့နောက်ဆုံးမိမုံကြီးရဲ့မြောက်ဘက်လောက်မှာရှိတဲ့တဲနေကြီးတခုကိုခေါ်သွားပါလိမ့်ရော။တဲနေကြီးကိုဝက်ကပ်တွေနဲ့ကာထားပြီးတော့တချို့နေရာတွေမှာငပြိုးပင်တွေကိုအပင်လိုက်စိုက်ထားတယ်ဗျ။ငပြိုးပင်တွေကအသေးတွေအခန့်တွေနဲ့တဲနေရာမှာတော့ကြက်မင်းတွေကိုခြံစည်းဟိုးကြီးလိုဖြစ်အောင်ဆက်လိုက်သေးတယ်။ အဲ့လိုတွေဖြတ်ပြီးတော့တဲဖြူဖြူတွေခင်းထားတဲ့ကွင်းမြူလုံးဟာကြီးတဲ့ကိုရောက်လာခဲ့တယ်။အဲ့ဒီမှာတက်သားတွေနဲ့နန်းတော်ပုံစံအသေးစားလေးဆောက်ထားပြီးတော့အရှိတ်မှာမင်းကလေးတွေထိုင်နေကြပြီ။တလန်လုံးရှောက်လာတဲ့ကရင်ကြီးကမင်းကလေးတွေရဲ့အရှိတ်မှာရပ်သွားခဲ့တယ်ဗျ။တင်နိုင်အင်းကြီးအဖြူကြီးကိုဝှက်ထားပြီးတော့ခေါင်းမှာငွေနဲ့လှုပ်ထားတဲ့တရဖူလိုလိုချွန်ချွန်တက်တဲ့အရာကြီးစောင်းထားတဲ့မင်းကလေးတယောက်ရဲ့အရှိတ်မှာကရင်ကြီးကဒူးတုပ်ပြီးထိုင်ချလိုက်တယ်။အဲ့ဒါအရှိတ်မှဆိုတာပဲဖြစ်မယ်ဗျ။ ကရင်ကြီးကကျုပ်ကိုတွေးတဲ့အကြောင်းရိုးရိုးတေးတေးကိုပြောနေတာဗျ။အဲ့ဒီအရှင်မကကျုပ်ကိုလှမ်းကြည့်ပြီးအံ့ဩနေတယ်။သူ့ကိုဘလို့တွေ့ရလဲ။ရွာထိပ်မှာအိတ်နေတာတွေ့လို့ခေါ်လာခဲ့တာပါအရှင်မ။ "तू ကဒုနဲ့မအပ်စပ်ပါဘူး။ဘလို့ဖြစ်လို့တွေ့တယ်လို့ခေါ်လာခဲ့ရတာလဲ။ကျုပ်လည်းရွာထိပ်မှာတွေ့ရနေဘာလို့မှမသိလို့အရှင်မစီကိုခေါ်လာပြတာပါ။အေးပေါ့လေ။ तू ရောက်တဲ့လို့ရောက်လာတာပဲ။သူ့ကိုခေါ်ထားရမှာပါ။ သူတို့ပြောတာတွေကိုကြုတ်အတိပဲဖော်မြအောင်ဗျ။မကြခင်အရှင်မဘေးနာအဖိုးကြီးတယောက်ကမတ်တက်ထရရဲ့။ဟိုလေအရှင်မပွဲစားဖို့အချိန်ရောက်ပါပြီ။ပွဲကိုစတင်မှာတော့အရှင်မခေါင်းညှိလိုက်တယ်။ကြုတ်ကကရင်မဟုတ်ပေမဲ့ကရင်နဲ့လှုပ်တဲ့ပွဲတော်တွေကိုတော့အနေချင်းသိတယ်။အော်ပွဲနှစ်တက်ကူပွဲကောက်တဲ့စားပွဲတွေကြုံမှုတွေဆိုပေမဲ့အခုသူတို့လုပ်နေတဲ့ပွဲတော်မျိုးတော့တစ်ခါမှကိုမမြင်ဘူး။ ။အရှင်မကကျုပ်ကိုသူ့ဘေးနားမှာခေါ်ထားလိုက်တယ်။အရှင်မသာခေါ်ဝင်မဲ့သူ့ရဲ့အသက်ကအလုံးစုံရှိလာမှ20 25နှစ်လောက်ပဲဗျ။ချောတာကတော့တော်တော်ချောတယ်ဗျ။အသားကြီးကလည်းဝင်းအိနေရပဲ။ထထမုံဦးတို့နန္နာလိုင်းတို့လှတယ်ဆိုတာဒီအရှင်မကိုဘယ်မိမာလဲဗျ။နမောင်နေတဲ့သပင်းကြီးတွေကတကောက်ဝေးထိရှိမယ်ထင်တယ်။အဲ့ဒီတော့ကကျုပ်ကကလေးဆိုတော့ဘာသိမှလဲဗျ။ဒီမကြီးကတော်တော်လှတယ်ပေါ့။ကျုပ်တို့ခုထူးဆန်းတာရှိတယ်ဗျ။ အဲ့ဒါတော့ဒီမကြီးကအသက်ငယ်ပေမဲ့သူ့နာလူတွေကိုကြီးလိုက်မယ်ဆိုရင်အဖိုးကြီးအဖွားကြီးတွေကြီးပဲဒီအဖိုးကြီးအဖွားကြီးတွေကအဲ့ဒီအရှင်မကိုယူယိုတေးတေးဆက်ဆံကြတယ်တချို့ဆိုရင်လက်အုပ်တွေဘာတွေချိနေသေးတယ်ဗျပွဲစားမယ်လဲဆိုရောကျွေးကျူကြီးတွေကိုတပူပူနဲ့မှုတ်ကြတယ်ဖားစီတန်ကြီးကိုလည်းတဒင်းဒင်းနဲ့တီးပြန်တယ်ဗျအရှင်မနဲ့တခြားလူကြီးတွေကကုန်းကမှုလေးတစ်ခုပေါ်ကိုတက်လိုက်ကြတယ်ကုန်းမကနေကြည့်မယ်ဆိုရင် အောက်ကကွင်းကြီးရဲ့မိဘုံကြီးရဲ့ကိုအတိုင်းသားမြင်နေရတယ်။ကွင်းကြီးထဲမှာလူတွေကိုပြုတ်တိတ်နေရပဲ။အဖြူအောင်ဝတ်ထားတဲ့လူတွေကအဖြူအောင်ချင်းစုဝေးနေပြီ။အနေအောင်ဝတ်ထားတဲ့လူတွေကတစုအနေအောင်ဝတ်ထားတဲ့လူတွေကတစုနေအပြ။ကြည်အောင်လှတော့လှနေပါသေးတယ်ဗျာ။အရှင်မမတည့်ရက်ပြီးတော့မိဘုံကြီးတွေကိုမိဘွားစားလို့လို့အလင်းလုံးကြီးနဲ့ပြစ်ထက်လိုက်တာ။မိဘုံကြီးကဟုန်ကလေးထားတော့ပြီ။ပဝင်းချီတခွေလုံးလင်းထူသွားခဲ့တယ်ဗျာ။ မိမုံကြီးကမီတောက်မီလျံကြီးတွေကလည်းထက်နှပြားလောက်အထီကိုမီလျံတွေထိုးတက်နေပါရောပြီးဟာနဲ့လူတွေကပုံစံမျိုးစုံနဲ့ကခုံကြတယ်။ကွင်းထဲမှာရှိသမျှလူတွေအကုန်ကကြတာဗျ။သူတို့ကြည်နေတဲ့ကျောက်တောင်မှတဖြည်းဖြည်းကချင်လာတယ်။ဘေးနားမှာကြည်လိုက်တော့လေအကုန်လုံးကတယောက်တစ်မျိုးစီကွင်းနေအောင်ကကြတာဗျ။တီးမုံနေကြတဲ့တီးတံတွေကလည်းစိတ်ကိုမြူးကြစေတယ်ဗျ။အားလုံးကကခုံနေကြတာဆိုတော့နောက်ဆုံးကျောက်ပါဝင်ပြီးကခုံနေမိတယ် မိမုံကြီးရဲ့ဘေးမှာကခုန်နေတဖြည်းဖြည်းနဲ့ညံ့လာတယ်ကြ။တကောင်လုံးအရောက်မှာတော့ကခုန်နေရတွေကိုရက်လိုက်ကြတယ်။အရှင်မနေပြီးဇလုံးတစ်လုံးလို အရာတစ်ခုယူလိုက်တယ်ဗျ။ဇလုံးဆိုပေမဲ့ချွေတွေဖန်တွေနဲ့လှုပ်ထားတာမဟုတ်ပဲနဲ့အုံမုတ်ခွက်လိုအရာမျိုးနဲ့လှုပ်ထားတာဗျ။အရွယ်အစားဘောလုံးတစ်လုံးစာလောက်ရှိမယ်။တကယ်လို့ဒါကြီးတာအုံမုတ်ခွက်ဆိုရင်အုံသီးကြီးကလည်းတော်တော်ကြီးမဲ့ပုံပဲလို့ကြုတ်တော့တွေးမိတယ်။ အရှင်မအဲ့ဒီခွက်ထဲကိုဗဇက်ထဲကအရေတွေအန်ချလိုက်တယ်။အရေတွေကနုနုလိုဖြူဖြူကြီးပြ။အဲ့ဒီအရေတွေကိုဘေးနာအဖွားကြီးကိုပေးလိုက်တော့အဖွားကြီးကအရေကိုအဆွတ်တယ်ဆိုရုံလေးတောက်ပြီးအဖိုးကြီးတယောက်ကိုလက်စည်ကပ်လိုက်ပြန်တယ်။အဖိုးကြီးကလည်းအရှင်မအန်ထားတာတွေကိုတောက်တယ်ပြ။ကျုပ်ဖြစ်ယွန်လိုက်တာမှပြောမနေပါနဲ့တော့။ကျုပ်ကိုအဲ့ဒါကြီးကိုတိုက်မလားဆိုပြီးတီးခုနေမိတာဗျ။ကျုပ်ထင်တဲ့အတိုင်းပါပဲ။အဖိုးကြီးအဖွားကြီးတွေက ဒီခွက်ထရအမက်တွေကိုတောက်ပြီးတော့ကျုပ်စီကိုလှမ်းပေးတယ်။ကျုပ်လည်းကတုံးကရင်နဲ့ယူလိုက်ရတယ်ဗျ။ခွက်ထဲကိုငိုကြည့်လိုက်တော့ခုနအမက်အေးဖြူဖြူတွေကြားထဲမှာခရုတ်ခွန်တွေလိုလိုဟာတွေလူမျက်လုံးလိုလိုမျက်လုံးကြီးတွေလည်းပါတယ်ဗျ။ကြည့်လိုက်တာနဲ့အန်ကြီးစရာကြီးဗျ။အရှင်မကျုပ်ကိုအဲ့ဒီအရေးတွေကိုမောတော့ဖို့ပြောတယ်။ကျုပ်တုံ့ဆုံနေတဲ့အချိန်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကဓားကောက်ကြီးတက်လက်ကိုဆွဲထုတ်ပြီးတော့ကျုပ်ဆက်ဖို့အနားမှာအသေးထောက်ထားလိုက်ရော။ ဒါမတော့ရင်ဓာတ်နဲ့ခုတ်မယ်ဆိုတဲ့သဘောမျိုးပြကျုပ်လည်းလူပဲလေကိုသိမ်မာတော့ကြောက်တာပေါ့ကရင်ကြီးရဲ့ဓာတ်ကိုတစ်ချက်လှည့်ကြည့်လိုက်ရင်ဒီဟာတွေကိုသူတို့တောက်တယ်လို့အာဆုပ်ယူလေးတောက်မယ်ဆိုပြီးတွေးမိတယ်ခွက်ကိုပဇန်နာကတ်လိုက်တဲ့အချိန်မှာ အဖွားဆုပ်ရဲ့အတန်ကိုကြားလိုက်ရတယ်ဗျကျုပ်ရောဟိုလူတွေရောအကုန်လက်ပြန်သွားတယ်အဖွားဆုပ်ကဘယ်ရနေဘယ်လိုပေါ်လာလဲမသိပါဘူးဗျသူဝိနေကြအတိုင်းရင်မုံအင်ဂျင်လက်ရှင်နဲ့ အောက်ကအပွင့်အပြောက်တွေပါတဲ့ထမင်းတစ်ထည်ကိုဝတ်ထားတယ်ဗျ။အရင်ကအပြင်သွားရင်တောင်ဝင်းလေးထောက်ပြီးသွားရတဲ့အဖွားစောကအခုကျတော့တောင်ဝင်းမပါတော့ဘူးအဖွားစောရဲ့ခြေထောက်များပြန်ငေါသွားတာလားလို့တော့တွေးလိုက်မိတယ်အဖွားစောကကရင်မကိုကြည့်ပြီးကရင်လိုပြောတာဗျကျုပ်ဘွားမှာအဖွားစောကရင်လိုပြောတာကိုတခါမှမကြားဘူးမမြင်ဘူးခဲ့ဘူးအဖွားစောကကရင်လည်းမဟုတ်ဘူးလေသူတို့ကဗမာစစ်စစ်တွေအခုတော့ဘယ်လိုလုပ်ပြီးကရင်လိုပြောတတ်ပါလဲ တန်တော့ဖွားစောကကယူနေကြတဲ့နေပြီးကရင်စကားပြောတတ်ပုံရတယ်။ကျိုးတော့မသိအောင်ရှို့ထားတာနေမှာပေါ့လို့လဲတွေးလိုက်မိတယ်ဗျ။အရှင်မအဖွားစောကိုသိတယ်။သိလို့ဘာလာလောက်တာလဲဆိုပြီးကယူလို့မေးတာဗျ။အဖွားစောကကြုတ်ကိုလက်ညှိုးထိုးပြီးဂျီကလေးကငါမြေးလေးပါအေး။ငါတို့ကိုပြန်လာခေါ်တာပါအေး။အရှင်မကဘာမှမပြောခဲ့။ကြုတ်ကိုခေါ်လာတဲ့ကယူကြီးက"အိုးဗျ"ဒီကောင်လေးကဒီနေရာကိုရောက်တဲ့လို့ရောက်လာခဲ့တာပဲ။ သူ့ကိုပြစ်မပေးနိုင်ဘူးအရှင်မကလည်းကျုပ်ကိုပြန်စီချေဖို့မရဘူးဗျ तू ကရှင်းနေခါကြရင်ကိုရဝေးရမှာ၏ငါနဲ့ပြန်လိုက်မှကိုဖြစ်မှာပါ၏မပေးဘူးဗျမပေးဘူးဒီရွာကိုရောက်ပြီးမှတော့ဒီအတိုင်းပြတ်တော့သွားလို့မရဘူးအေးလေဒါဖြစ်ရင်လည်းပြီးတာပဲဒီလိုလုပ်ပါလားဒီကောင်လေးကိုနင်းတို့ဖမ်းထားကြည့်လေနင်းတို့ဖမ်းလို့ရရင်နင်းတို့စီမှာခေါ်ထားပေါ့ကရင်ကြီးကကျုပ်ကိုအနောက်ကနေတိုက်ဖက်လိုက်တယ် ဒါပေမဲ့သူ့လက်တုတ်တုတ်ခိုင်ခိုင်ကျူတွေကကျုပ်ကိုမဖမ်းမိပဲလေကိုဖတ်လိုက်တယ်လို့မျိုးဖြစ်သွားပါလေရောကရင်ကြီးကမယုံလို့နောက်တစ်ခါထပ်ဖက်ကြည့်တယ်သူ့လက်တွေကကျုပ်ကိုလုံးကိုဖျက်ချသွားတာဗျဒါ ਉਹ လည်းကရင်ကြီးကမကျေနပ်သေးဘူးအနောက်ကိုခြေတလန်းလန်းလောက်ဆုပ်ပြီးတော့ကျုပ်ကိုပြေးခုအောင်တယ်သူ့ခေါင်းအုပ်လိုက်တဲ့ချိန်ကျုပ်ကိုလူတယောက်ယောက်ကဘီးကိုဆက်ရွှေ့လိုက်တယ်လို့ခါသားလိုက်ရပြီကျုပ်ကဘီးကိုသုံးမိန်လောက်ရွေ့သွားတယ်ခေါင်းအုပ်လိုက်တဲ့ကရင်ကြီးကတော့မြေကြီးနဲ့မေးဆက်သွားပြီပေါ့ ကရင်ကြီးကမကြင်မနဲ့နဲ့လူလဲထပြီးတော့ဘေးနာလူတွေကိုအော်ပြောရင်ကြက်ကိုဖမ်းခိုင်းပါလိမ့်အောင်ဘေးနာအဖိုးကြီးတွေအဖွားကြီးတွေပါကြက်ကိုဝိုင်းခွန်းကြတယ်လူစေရောက်လာဝိုင်းဖမ်းတာတော့မှကြက်ကိုဖမ်းမမိပဲဖြစ်နေတယ်ဗျာဟိုလူကဖမ်းလိုက်ဒီဘက်ရောက်လိုက်ဒီလူကဖမ်းလိုက်ဟိုဘက်ရောက်သွားလိုက်နဲ့ကြက်ကိုလိုက်ဖမ်းတဲ့လူတွေအကုန်လုံးအယူကြီးလို့ဖြစ်နေကြတာဗျနောက်ဆုံးမောဟိုက်ပြီးတော့မြေပေါ်ပက်လက်လက်လဲကုန်တယ်အဖွားစောကခါထောက်ရင်ညီတို့မောကုန်ကြပြီမဟုတ်လား ငါပြောတာပဲဒီကလေးကဒီနေရာနဲ့မတန်ပါဘူးဆိုညီတို့တူရောက်တော့ဝါဖန်လဲဖန်လုံးပြမဲ့တူတူငါပဲပြန်ခေါ်သွားတော့မယ်ကရင်ကြီးကကုန်းထလာပြီးဓာောက်ကြီးကိုဆွဲထုတ်လိုက်တယ်အရှင်မကရင်ကြီးကိုလက်ကပြပြီးထားလိုက်ပါတော့သွားဝင်ပေးလိုက်ပါအရှင်မကျုပ်တို့စီရောက်ပြီးမှထွက်သွားလို့ဘယ်ရမလဲဗျဒီလိုထွက်သွားရုံထုံးစံမှမရှိတာအရေးကမရှိပေမဲ့အခုတော့ရှိပါစေတော့ကဲ ဖွာစောသူ့ကိုခေါ်သွားတော့ကောင်းလေးမင်းနောက်ဆိုရင်အဲ့ဒီလိုမလုပ်ပါနဲ့တော့အဖွာစောကကျုပ်ရဲ့ပခုံးကိုလက်နဲ့ကိုက်ပြီးရွာလန်းအတိုင်းပြန်လျှောက်လာခဲ့တယ်ကျုပ်တို့အနောက်မှာလည်းကရင်ကြီးကမှုန်တိတိရုပ်နဲ့လိုက်ပါလာခဲ့တယ်အဖွာစောကလည်းကျုပ်ကိုအဲ့ဒီလိုမလုပ်ပါနဲ့ဆိုပြီးထက်ပြောတယ်ဘာကိုမလုပ်ခိုင်းတာလဲဆိုတော့ကျုပ်လည်းတေချာမသိရတော့အမှန်ပဲဗျရွာဝင်းသားအကြ ాయి ရှောက်ရတယ်ဆိုပေမဲ့ရွာထဲကပြတ်ထွက်တော့ခဏလေးပဲဗျ။ အဖွားစွာကျုပ်ရှိရနဲ့အရင်သွားတယ်။ရွာအဝင်ဝါသရာကလေးစီကိုရောက်တော့အဖွားစွာသရားပေါ်ကနေလှစ်ကနေဖြက်ကူသွားပါလေရော။တစ်ဖက်ကန်းကနေကြုတ်ကိုလန်လန်မီကျုံနေတယ်။အနောက်ကလိုက်လာတဲ့ကရင်ကြီးကလည်းသူမကူးတော့ပဲကြုတ်ကိုပဲကူးသွားဆိုပြီးပြောတယ်ဗျ။ကျုပ်လည်းဝါသရာလေးကိုဖြက်ကူးလာခဲ့ရင်သရားလေလောက်ရောက်တော့အနောက်ကတယောက်ယောက်တွန်းချလိုက်တယ်လို့ခံသွားရပြီ။ဆန်းချောင်းကလေးတွေကိုဝုန်းကနေပြုတ်ကျသွားခဲ့တယ်။ကျုပ်လက်မီထောက်အောင်မိတယ်ဗျ။ ညလုံးဖွင့်ကြည့်လိုက်တော့သာသနာဗိမာန်ထဲမှာရောက်နေတာကျုပ်ပြီးနောက်မှာရေဘူးလေးရလဲလဲလို့ဒါဆိုကျုပ်ကြုံတွေ့ကြရတာတွေကအိမ်မက်မက်နေတာဖြစ်မယ်ဗျသာသနာဗိမာန်ထဲကထွက်လာပြီးကောင်းကင်ကိုကြည့်လိုက်တော့နင်းကမွန်းအောင်မတည့်သေးဘူး၁၇နှစ်လောက်ပဲရှိဦးမယ်ထင်တယ်ကျုပ်ခဏလေးအိပ်ပျော်သွားတဲ့အချိန်မှာ အိမ်မက်ရှိကြီးမက်နေတယ်လို့ထင်မိတယ်ဒါနဲ့ဖုန်းကြီးကြောင်ဘက်ကိုပြန်ပြေးလာခဲ့တယ်ဗျတပြည့်စီလဲနေတဲ့ဦးစင်းတယောက်ကကျုပ်ကိုတွေ့တော့လှမ်းသွားတယ် ဟဲ့ငလေးနေဘယ်ရင်လျှောက်သွားနေရတော့ကွာဦးစင်းကဒေါသတကြီးနဲ့អော်တာဗျကျုပ်ဖြစ်ဦးစင်းဒီလောက်ဒေါသထွက်သွားလိမ့်မယ်လို့မထင်မိဘူးចောင်းကုန်လူလိုက်တဲ့ဘိမုံတွေကိုခိုးစားတာသိသွားလို့များလားဆိုတာလားပေါ့တပည့်တော်ဘယ်မှမသွားပါဘူးဗျာဆုံးငယ်ပြန်လာရင်မောတာနဲ့တာသနာဘိမံအောင်မှာသွားအိတ်နေမိတာပါအေးဘာရင်လျှောက်ပြောနေရလဲကွာမင်းပြောင်နေတာတောင်းရကြော်ပြီဆိုတာမင်းသိရဲ့လားဦးစင်းပြောတာကျုပ်ဖြစ်ယုံတာမယုံတာဘူး ဦးစီးကကျောင်းဘက်ကိုလှည့်ပြီးငလိဒီမှာဟဲ့လို့អော်လိုက်တော့မှကျောင်းမောင်ကဦးစီးနေကိုယူနေနဲ့ကျုပ်လိုចောင်းသားတွေပြေးစင်လာခဲ့ကြတယ်။ចောင်းသားလေးတယောက်ကတော့យွာတဲ့ပြစ်ထွက်သွားတယ်ဗျ။သူတို့ကကျုပ်ကိုတယောက်တစ်ပေါက်နဲ့ဝိုင်းမိကြတယ်။တကယ်ပဲကျုပ်ပြောက်သွားတာ၃ရက်ရှိပြီဆိုပဲ။ကျုပ်ကတော့ဘေးမုံနေစားပြီးခဏလေးအိတ်လိုက်တာပါဗျ။ဘလို့လုတ်ပြီးတော့၃ရက်ကြာသွားလဲဆိုတာနားမလည်တော့ဘူး။မကြခင်အဖွားကចောင်းထဲကိုပြေးဝင်လာခဲ့တယ် ကျုပ်ကိုတွေ့ရနဲ့ဖက်ပြီးငိုရတာပဲဗျ။သူတို့ပြန်ပြောတာတော့ကျုပ်ကိုရှာတာနှံ့နေပြီဆိုပဲ။တကြောင်လုံးလှက်ပက်ရှာပြီးသလိုတရလုံးလည်းနှံ့နေပြီတဲ့။ရွာနေချုံဆက်ကဆန်းချောင်းတွေရေကန်တွေထဲမှာလည်းရှာပြီးပြီဆိုပဲ။နောက်ဆုံးဘယ်လိုမှမတွေ့တော့လို့လက်လျှော့လိုက်ရတယ်တဲ့ဗျ။အဖွားနက်ကတော်မိအောင်ကိုတော့တာမီသေးတယ်တဲ့။နက်ကတော်ပြောတာဖုန်ကြီးကျောင်းရဲ့အရှိတ်အယက်မှာရှိတယ်လို့ပြောတယ်။နောက်ဆုံးကြက်ရများတော့လို့အဖွားဆော့ကိုတော့ပြောပြတော့မှ အဖွားစွာဘာမှမဖြစ်ပါဘူးပြည့်တွေ့မှာပါလို့ပြောနေစုပဲဗျကျုပ်ဖြစ်ဒီအဖြစ်ကိုမတွေးတက်မိအောင်ပါပဲနောက်ဆုံးရရလူကြီးတွေရဲ့အရှိမကျုပ်တွေ့ကြုံရတဲ့အဖြစ်တွေကိုအကုန်စီပြောပြလိုက်ရတယ်လူကြီးတွေပြောတာတော့ကျုပ်ကိုနှက်ဖက်တာတဲ့တချို့ကလည်းအသူရကဲရွာအပေရွာကြီးကိုရောက်သွားတာလို့ပြောကြတယ်ကျုပ်ကတော့တမင်းအိပ်ပြီးအိမ်မက်မန်းနေတာပဲထင်တာဗျအဖွားကကျုပ်ကိုဆုံးမတယ် ။နောက်ဆိုရင်ဆရာတော်တန်ဃာတော်တွေကိုရီမှန်ပြီးလှူဒန်းတဲ့အစားအစာတွေကိုအဲ့ဒီလိုခိုးဝဲပြီးဥူပြပြမစားဖို့နဲ့စားချိန်နောက်မှာဦးစင်းတွေကိုပြောပြပြီးဦးစင်းတွေစုံမစားဖို့ပေါ့။ကျုပ်ပြက်စင်းစားပြီးတော့မှကျွင်းနှကောင်ရွာအရှင်မပြောလိုက်တာလေဒါဖြစ်မယ်ဗျ။ကျုပ်ကိုနောက်ဒါမျိုးမလုံးနဲ့တော့ဆိုပြီးတော့မှမှားလိုက်တယ်မဟုတ်လားတကယ်လို့ဒါကျုပ်ကနောက်ဘက်ခင်ရတာအတူတကယ်ရွာကိုရောက်သွားတာမှန်ခဲ့ပြီဆိုရင်တော့ကျုပ်ဒီဘက်လောကကိုပြောင်းတာ အဖွားဆုံးကေလို့ဗျကျုပ်မြင်တဲ့အတိုင်းအဖွားကိုပြုတ်ပြပေးမယ်အဖွားတော်မှမယုံပါဘူးဗျဘလုံးလို့ဖြစ်နိုင်မှာလေတဲ့အစောကသူ့အိမ်မှာတူနေနေတာဘလုံးလို့ပြီးအဲ့ဒီကိုရောက်သွားမှာလေတဲ့ဘယ်သူတွေဘာပြောပြောကျုပ်ကတော့ယုံပါတယ်အဖွားဆိုကကျုပ်ကိုကယ်တင်ခဲ့တာပဲလေအဲ့ဒါတော့ကျုပ်ဘဝမှာတကယ့်ကိုဖြစ်ခဲ့ဘူးတဲ့အဖြစ်တစ်ခုပါဗျာဒီเจ้าမျိုးကိုအပြတ်တွေးမိတိုင်းခုထိမနေ့တည်းကအဖြစ်ပြက်တွေလို့ခံစားနေရတော့မယ် ဒါလည်းအဖွားစောနဲ့ပတ်သက်တဲ့အမှတ်တရတွေအများကြီးတည်းရတခုလို့ဆိုရမှာပေါ့ပရိသတ်များရှေ့ပညာတဲ့အဖွားစောနဲ့နဝခရသူဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလားစာရေးစရာအကားဆောင်လဲကျေးဇူးထူးပဲတည်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစေထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။